Hello ဒီနေ့တော့ကဘာဝချန်ခန်းကြီး27တိဖြစ်ပါတယ်။ခန်းကြီး27အငယ်1မှ8သာဝရဖျားသည်အမိန်တော်ရှိသည့်အတိုင်းစာရာကိုအကြည့်အရှုကြောတော်မူ၍ဂတိတော်ရှိသည့်နှင့်လျော်စွာ သူ၌ပြုတော်မူသည်ဖြင့်စာရာသည်ပရိဒရီဆွေယူ၍ဘုရားသခင်အမိန်တော်နှင့်ချင်းချက်သောအချိန်၌အာဗြဟံအသက်ကြီးသောအခါသူအားသားကို ဖွားလေ၏ အာဗဟံဒီလေမိမိရသောတာဒီဟုသော စာရာဖွာသောတာကိုဤဆက်အမိဖြင့်မဲ့လေ၏ဖျားသခင်မှားထားတော်မူသည့်အတိုင်းအာဗဟံဒီရှေ့ရဲ့မြောက်သောနေ၌တာဤဆက်ကိုအေပြားလီမင်္ဂလာ ပေးလေ၏တာဤဆက်ကိုမြင်ရသောအခါအာဗဟံဒီအသက်တရာရှိသည်စာရာကလည်းငါရေရသောအခွင့်ကိုဖျားသခင် ပေးတော်မူပြီး ဤတင်ကိုကြားသောသူအပေါင်းတို့သည်လည်းငါနှင့်တူရေချလိမ့်မည်ဟု၍၎င်းစာရာသည်သားကိုနှုတ်တိုက်လိမ့်မည်ဟု အာဗြဟံအားအဘဲသူပြောနှင့်ရသည်။သူသည်အသက်ကြီးသောအခါငါသည်သားကို ဖွားပြီးဟု၍၎င်းဆိုလေ၏။ထိုသူငယ်ဤဆက်သည် ကြီးပွား၍နှုတ်နှင့်ကွာလေ၏။နှုတ်ကွာသောနေ၌အာဗြဟံသည်ပွဲကြီးလုပ်လေ၏။ အငယ်9မှ21ဧဂုတုအမျိုးသားဟာဂရတွင်အာဗြဟံရသောသားသည်ဆေးရီသည်ကို စာရာတိမြင်နှင့်ဤကျွန်မနှင့် သူ၏သားကိုနှင်ထုတ်ပါလောဤကျွန်မ၏သားသည်အကျွန်ုပ်၏သားဤစနှင့်အတူ အမွေမခံရဟု အာဗြဟံအားဆိုလေ၏အာဗြဟံလည်းမိမိသားဖြစ်သောကြောင့်ထိုအမှုအလွန်ခက်သည်ဟုထင်လေ၏တို့ရတွင်ဖျားသခင်က ထိုသူငယ်နှင့်သည်ဂျုံမကြောင့်ဤအမှုခက်သည်ဟုမထင်နှင့်ဆာရာပြောလျာရာ၌သူ၏စကားကိုနားထောင်လော့အကြောင်းမူကားဤဆက်၌သာသည်အမျိုးတည်ရိမ့်မည်ဂျုံမဤသားသည်သည်အမျိုးဖြစ်သောကြောင့်သူကိုလည်းလူမျိုးဖြစ်စေမည်ဟု အာဗျဟံအားမိန့်တော်မူ၏အာဗျဟံသည်တန်နှင့်စောစောထ၍မုန်နှင့်ရေဘူးကိုယူသည်ဖြင့်ဟာဂရပခုံး၌တင်ပြလျင် သူငယ်ကိုအပ်၍ ကျွန်မကိုလွှတ်လိုက်လေ၏သူဒီလဲတွား၍ဘေရရှေဘတော၌လှဲ့လေလေနေ၏ဘူး၌ရေကုန်သောအခါသူငယ်ကိုခြုံမှုအောက်၌ထား၍ငါသည်သူငယ်တေးဒီကိုမမြင်လိုဟုဆိုလျက်ခတ်ဝေးဝေးလေးတစ်ပြက်ခန့်လောက်တွားပြီးလင် သူငယ်ရှေ့မှထိုင်၍နေလေ၏ထိုသို့ထိုင်၍နေစဉ်သူဒီအတန်ကိုလွှင့်၍ငိုကြွေးလေ၏ ဖျားသခင်သည် လူလင်ဤအတန်ကို ကြားတော်မူ၍ဖျားသခင်ဤကောင်းငင်တမန်ကဟာဂရတင်၌အပေအမှုရှိသည်မဆိုးရင်နှင့်လူလင်နေသော အရက်ထဲကသူဤအတန်ကိုဖျားသခင်ကြားတော်မူပြီးထာလောလူလင်ကိုကြွ၍လက်နှင့်မလောငါသည်သူကိုလူမျိုးကြီးဖြစ်စေမည်ဟု ကောင်းငင်ထဲကခေါ်၍ဟာဂရအားမွတ်ဆို၏ထိုအခါဖျားသခင်သည်ဟာဂရ၏မျက်စိကို ဖွင့်တော်မူသည်ဖြင့်သူသည် ရေတွင်ကိုမြင်လေသောသွား၍ဘူးကိုရေဖြစ်ပြီးလင်လူလင်အားရေကိုတိုက်လေ၏ထိုလူလင်ပဲ၌လည်းဘုရားသခင်ရှိတော်မူ၏သူသည် ကြီးပွား၍တော၌နေသည်ဖြင့်လေသမားဖြစ်လေ၏ပါရန်တော၌နေသည်ဖြစ်၍သူအမိသည်အဂုတုပြည်မှမိမတယောက်ကိုခေါ်၍သူနှင့်ဆုံဖက်စေ၏အငယ်၂၂မှ၃၄ ထိုယောခာအပိမလက်မင်းနှင့်ဘိုလ်ချုပ်မင်းဖိကောလာတို့သည်အာဗြဟံကိုခေါ်၍တင်းသည် ပြုလျာ၌တင့်ဘက်မှဘုရားသခင်ရှိတော်မူ၏တို့ဖြစ်၍တင်းသည်ငါကို၎င်းငါသားကို၎င်းငါမျးကို၎င်မလ်စာငါသည်တင်၌ဂျေစုပြုတ်ခဲ့သူငါ၌၎င်းတင်တဲနေရာငါပြည်၌၎င်းဂျေစုပြုမိဟုဘုရားသခင်ကို တိုင်တီး၍ ငါအားကျင်းဆိုပါလော့ဟု ပြောဆို၏အာဗြဟံကလည်းထိုတိုင်ငါကျင်းဆိုပါမည်ဟု ပြန်ပြောလေ၏အဘိမလက်မင်းဤကျွန်တို့သည် အနိုင်ထက်လူယူသောရေတွင်အကြောင်းကြောင့်အာဗြဟံသည်လည်းအဘိမလက်မင်းကိုအပြစ်တင်လေ၏အဘိမလက်မင်းကလည်းဤအမှုကိုအဘယ်သူပြုသည်ကိုငါမသိတင်ဒီငါကိုမပြောငါလဲယနေ့တိုင်အောင် မကြရဟုဆို၏ အာဗြဟံဒီလေသူနွားတို့ကို ယူပြီးလင်အပိမလက်အားပေး၍ထိုနှပါတို့သည်ပရိညင်ပြုကြ၏အာဗြဟံဒီလေသူတငယ်မှခုနကောင်တို့ကိုသူစုနှင့် ခွဲထားလေ၏အပိမလက်ကလည်းခွဲထားသောဤသူတငယ်မှခုနကောင်တို့သည်အဘယ်သို့နည်းဟု မေးတော်အာဗြဟံကဤရင်တွင်ကိုငါတူးပြီဟုဤသူတငယ်မှခုနကောင်တို့သည် ငါဘဲ၌တက်တည်ဖြစ်မိအကြောင်းသူတို့ကိုတင်သည်ငါလက်မှခံယူရမည်ဟုဆိုလေ၏တို့ဖြစ်၍ထိုအရ၌ထိုနှစ်ပါးတို့သည်ကျိန်ဆိုသောကြောင့်ထိုအရကိုဘေရရှေပဟုတွင်ကြ၏ထိုတို့ဘေရရှေပအရ၌ပရိညာပြုကြ၏အဘိမလက်နှင့်ဘိုလ်ချုပ်မင်းဖိကောလာတို့သည်ထ၍ဖိလိတိပြည်သို့ ပြန်ကြ၏အာဗြဟံသည်ဘေရရှေပအရ၌ မကြီးပင်ကိုစိုက်၍အစဉ်အမြဲတည်တော်မူသောဘုရားသခင်သည်ဟုသောသာရဘုရား၏နာမတော်ကို ပထနာပြုလေ၏ဖိလိတိပြည်မှာကာလရှည်ကြာစွာတဲနေသည်တည်း Okay, now video မှာပြန်တွေ့မယ် Bye bye